ီကာလမှာရွှေကိုစုထားတဲ့လို့အကြံပြုပြရစီကြက်ငွေတန်ဖိုးကြဆင်းမှုငွေကြေးဖောင်းပွားလွယ်မှုနဲ့လက်မှငွေသားအမြောက်အများထားရှိမဲ့အစားရွှေကိုဝယ်စုထားခြင်းကပိုကောင်းပါတယ်အခုလိုကာလမှာရွှေစုတင့်လားဆိုရင် ရွှေစည်းဟာအသက်ပဲရှိပြီးတော့ကဘာပေါ်မှာပါတန်ဖိုးထားစုဆောင်ကြတာကြောင့်စုတင့်တယ်လို့ဖြေပေးရစီရွှေကိုဝယ်စုရမှာလဲအထယ်လို့ခေါ်ကြတဲ့လက်ဝိယတနာရွှေတွေကိုမဝယ်စုကြဘဲနဲ့အခောက်ရွှေလို့ခေါ်တာကိုဝယ်ယူစုစည်းခြင်းပါတယ် အထည်ရွှေလို့ခေါ်ကြတဲ့လက်စွပ်နကတ်ဆွဲကြိုးစတာတွေဟာရွှေဆိုင်တွေရဲ့ marketing ပေါ်မှာမူတည်ပြီးဈေးကွာချနိုင်ပါတယ်။မြန်မာပြည်ကရွှေဆိုင်အများစုဟာဒီလိုအထည်ရွှေတွေကိုရောင်းချခြင်းကနေကြီးပွားနေကြတာဖြစ်ပြီးပြန်ဝယ်ရင်လည်းဈေးလျှော့ပါတယ်။ဒါကြောင့်ကိုကရွှေကိုတည်တည်ချာချာစုချင်တဲ့စနစ်တကျစုဆောင်ချင်တဲ့ဆိုရင်အခောက်ရွှေကိုဝယ်ပြီးစုတင်ပါတယ်။အများသိအောင်ပြောရရင်တော့ရွှေသုံးအပိုင်းအစတွေကိုစုလို့ရဖြစ်ပြီးတော့အောင်သမာရီအခောက်ရွှေကနာမည်ကြီးပါတယ်။ 10ကျက်သားအတုံးတွေကနေစလို့10ကျက်သားငါးမူသားတွေအထိရရှိနိုင်ပြီးတော့ရောင်းချတဲ့ဆိုင်းတွေပေါ်မှာမူတည်ပါတယ်။ဒီလိုအခောက်ရွှေတွေဟာတတ်မှတ်နှုံထားအတိုင်းပေါက်ဆေးရှိပြီးတော့ပြန်ရောင်းရမှာလဲဈေးကွက်ပေါက်ဆေးအတိုင်းပါပဲ။ဒါပေမဲ့နှစ်စဉ်ဈေးသက်လေရှိတယ်လို့တည်ယူရလုံချုံမှုထိမ့်သိမ်းရတာရိုးရှင်းပြီးတော့ဈေးနှုန်းတွေအရလဲလက်ဝယ်ငွေသားအစားထိုးအနေနဲ့ကင်ထားတင်ပါတယ်။ လက်ရှိနိုင်ငံရေးစီးပွားရေးအခြေအနေတွေအားငွေကြေးဖောင်းပွားမှုနှုန်းကမြင့်မားလာနေမှာဖြစ်တယ်လို့ကမ္ဘာကုန်သွယ်ရေးစပွဲကရွှေကိုပိုခိုင်းမာစေမှာပါ။ဒါကြောင့်လက်ရှိကာလရွှေဈေးငြိမ်နေတဲ့သဘောမှာရှိနေပေမဲ့ကမ္ဘာရွှေဈေးကတော့ထိပ်စီးပြောင်းလဲတဲ့အထိလှုပ်ခတ်မှုဖြစ်ခဲ့ပြီးအသက်ကိုပိုပြီးဥတီလာနေပါတယ်။2025ခုနှစ်ဧပြီလ14ရက်နေ့ပြည်တွင်းရွှေဈေးဟာတစ်ကျပ်သားကိုကျပ်82သိန်းဝန်းကျင်မှာရှိနေပြီးတော့ American Dollar ဈေးက1400ဝန်းကျင်မှာရှိနေပါတယ်။ ပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်ငွေသားကင်ဆောင်တာထက်ပိုခိုင်မာတဲ့ရွှေကူဝယ်ယူသင့်ပြီးလက်ဝတ်အထည်တွေထက်အခောက်ရွှေကိုဝယ်ယူဖို့တိုက်တွန်းချင်ပါတယ်။အခောက်ရွှေဝယ်ယူခြင်းကတတ်မှတ်ဈေးကွက်ပေါက်ဈေးအတိုင်းအပြည့်ရတယ်လို့ပြန်ရောင်းတဲ့အခါမှာလည်းအယော့အတွက်လက်ခမရှိဘဲပြန်ရောင်းချလို့ရပါတယ်။ဒါအပြင်ကမ္ဘာနိုင်ငံရေးအခြေအနေတွေအရရွှေဈေးဟာထက်သန့်နိုင်ချေရှိနေတယ်လို့မြန်မာပြည်ရဲ့ငွေကြေးဖောင်းပွမှုကလည်းယခုနှစ်အတွင်းတိတိတသာခံစားလာရနိုင်ပါတယ်။ ဒါကြောင့်ကြံငွေကင်တာကိုနားမလဲတဲ့နိုင်ငံခြားငွေကြီးကုန်စည်ကင်တာထက်ရွှေဝယ်ကင်ထားခြင်းကအသေးအချာဆုံးဖြစ်ပြီးတော့အခောက်ရွှေကိုပဲဝယ်ယူဖို့တိုက်တွန်းပါတယ် လက်ရှိပြည်တွင်းမှာလည်းရွှေထုတ်လွှတ်မှုအားကောင်းပေမဲ့တခြားစီးပွားရေးလုပ်ငန်းတွေကျက်သေးလာမှုနိုင်ငံခြားငွေကြေးရှားပါလာမှုနဲ့လူတွေမလုံခြုံမှုကရွှေကိုပိုစိတ်ဝင်စားလာကြပါတယ်။ပြည်တွင်းရွှေဈေးဟာလည်းနှစ်ဆင်အသက်သာ ရှိပြီးတော့တမိုင်းတလျှောက်တက်ပြီးတဲ့ဈေးနှုန်းပြန်ကျလိမ့်မရှိတဲ့အပြင်လူတွေစီးပွားရေးလုပ်ဆရာမရှိတော့ရင်ရွှေဝယ်ကျလိမ့်ရှိတာကိုတည်ထားရပါမယ်။ အကြမီတင်းကြံကာလပြီးဆုံးတော့မှာဖြစ်တယ်လို့နှစ်သက်ရောက်လာရင်ကိုစီးပွားရေးကိုပြန်ကြည့်လာကြတဲ့အချိန်မှာရွှေအပေါ်အာယုံထမှုမြင့်မားလာနိုင်တာကိုတည်ထားဖို့လိုပါတယ်